စီးပွားရေးမလုပ်ခင်တည်ရမယ်အချက်တစ်ချက်စီးပွားရေးလုပ်ငန်းတစ်ခုစလုပ်တော်မယ်ဆိုရင်ပြင်ဆင်တင်တာပဲအများအပြားရှိပါတယ်အဲ့ဒီထဲကမှအရေးကြီးတဲ့အချက်လေးတစ်ခုကို မျှဝေခြင်းပါတယ်ဒီအချက်ကတော့ငွေ၄-၅နဲ့လုပ်ငန်းတည်တည်လေးပဲဆက်ဆက်အရင်အနည်းကြီးကြီးနဲ့ပဲလုပ်ငန်းဆက်ဆက်ပြင်ဆင်ရွေးချယ်ဖို့လိုအပ်တာလေးတွေပဲဖြစ်ပါတယ်ဒါကတော့ target customer သတ်မှတ်ခြင်းနဲ့ targeted customer ရဖို့ customer segmentation ခွဲခြမ်းစိတ်ပြကြည့်ခြင်းပဲဖြစ်ပါတယ်။စီးပွားရေးတစ်ခုလှုပ်ဆောင်ခြင်းရဲ့အဓိကရည်ရွယ်ချက်ကအမြတ်ရရှိစေဖို့ဖြစ်ပါတယ်။ဒီအတွက်အမြတ်ရရှိဖို့လုပ်ငန်းစဉ်တွေလှုပ်ဆောင်ရပါတယ်။အမြတ်ဆိုတဲ့အောက်ဖို့ကိုရဖို့အတွက်စီးပွားရေးလုပ်ငန်းစဉ်ဆိုတဲ့ process တွေကိုကောင်းမွန်စွာလက်ပတ်ဖို့လိုအပ်ပါတယ်။အဲဒီ process တွေကိုလက်ပတ်ဖို့အတွက် resources အရင်းအမြစ်တွေလို့ခေါ်တဲ့ input တွေကိုထည့်သွင်းဖို့လိုပါတယ်အချက်အပြည့်ဆိုရရင်တော့ input ဖြစ်တဲ့ resource set တွေအပေါ်ကိုမူတည်ပြီးဘယ်လို process တွေ run ရမယ် run နိုင်စွမ်းရှိမယ် run တဲ့နဲ့ဆိုတာကိုပြန်လည်ဆုံးဖြတ်ရပါတယ်နောက်ဆုံးအဲ့ဒီ process တွေပေါ်မူတည်ပြီးတော့အမြတ်ဘယ်လောက်ရလဲဆိုတာဖြစ်လာပါတော့တယ်ဒီတော့ resources အရင်းအမြစ်တွေဟာအဓိကအကြဆုံးပဲဖြစ်တယ် resources လို့ဆိုရတဲ့နေရာမှာအချက်အပြည့်3 M လို့ဆိုကြတယ် man money materials ဆိုတဲ့လူအင်အားရယ်ငွေအင်အားရယ်နဲ့အခြား material တွေပဲဖြစ်ပါတယ်အချိန်တို့ခွန်အားတို့အထုတ်မှုတို့စသဖြင့်ထပ်ပြီးတော့အသေးစိတ်ခွဲထုတ်လို့ရသေးပေမဲ့လည်းအဓိကကတော့အထက်ကပြောခဲ့တဲ့ 3M ထဲမှာပါဝင်နေပါတယ်အမြဲမြဲရဖို့အတွက်ဆိုရင် process တွေကိုလက်ပတ်တဲ့အခါမှာကိုယ်မှာရှိတဲ့အဲ resources တွေကိုအ ਨੇ စုံသုံးပြီးရလက်တွေကို အများဆုံးရအောင် ပြုလုပ်နိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာလုပ်ငန်းက efficiency ဖြစ်ပြီးတော့တိုးတက်ကြီးထွားလာမှာဖြစ်ပါတယ်။ဒီတော့အရေးအကြီးဆုံးကအဲ့ဒီ resources တွေရဲ့ဓာတ်တွေကိုအသုံးပြုပုံရယ်ပဲဖြစ်ပါတယ်။ resources တွေနဲ့ customer segmentation ကဘယ်လိုပတ်သက်လဲ။ customer segmentation ဆိုတာကတော့ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုဘယ်သူတွေကိုဥဥတီပြီးတော့ထုတ်လုပ်မလဲ။ ဘယ်သူတို့ရဲ့လိုအပ်ချက်တွေကိုပြည့်အောင်ဖြည့်မလဲဆိုတာကိုသိနိုင်ဖို့အတွက် customer တွေကိုအပိုင်းလိုက်ခွဲချမ်းစိတ်ပြပြီးတော့သတ်မှတ်တာပဲဖြစ်ပါတယ်။ customer segmentation ကောင်းကောင်းလုပ်ဆောင်နိုင်ခြင်းဟာမိမိရဲ့ resource တွေကို ကောင်းစွာထိရောက်စွာအသုံးချနိုင်ဖို့အကူအညီပေးနိုင်ပါတယ်။ဒါအပြင်ဘယ်လူတန်းစားကိုရွေးချယ်ပြီးရောင်းချရမယ်ဆိုတာကိုလည်းအပြန်အလှန်အဖြစ်မိမိမှာရှိရ resource တွေပေါ်မူတည်ပြီးပဲသတ်မှတ်ရပါတယ်။ ရှင်းလင်းသွားအောင်ဥပမာနဲ့လေ့လာကြည့်ကြရအောင်ပါမိษွေကအထယ်ချုပ်တဲ့အင်းကြီးချုပ်တဲ့ဆိုင်လေးဖွင့်မယ်ဆိုပါတော့ဗျာဒါဆိုရင်ကိုကလူသားအလုံးဒါမှမဟုတ်မြမပြီးတပီလုံးကလူတွေအတွက်ဆိုပြီးတော့ရည်ရွယ်ကရောင်းချလို့စ조사လို့မရနိုင်ပါဘူးဒီတော့ကိုရည်ရွယ်ချက်ရောင်းချမဲ့ customer အစိပိုင်းကိုတတ်မှတ်ရပါတော့မယ်ဟုတ်ပြီအင်းကြီးချုပ်မယ်ဆိုရင်ပရမအစအမျိုးသားဝော်လာအမျိုးသမီးဝော်လာတတ်မှတ်ရပါမယ် ါကပရမအစ်ဂျင်တာလို့ခေါ်တဲ့လိမ်ပေါ်မူတည်ပြီးတော့ customer segmentation တလွာစခွဲလိုက်တာဖြစ်ပါတယ်။အမျိုးသမီးတွေအတွက်ရွေးလိုက်ပြီးဆိုပါစို့ဒုတိယအဆင့်ကတက်လက်ပိုင်းလားတက်ကြီးပိုင်းလားစဲကြောတဲ့အငယ်ပိုင်းတွေအတွက်လားထပ်ပြီးတော့ခွဲကြရပါတယ်။ဒါကတော့ age လို့ခေါ်တဲ့အသက်နဲ့ခွဲကြတာဖြစ်ပါတယ်။ကဲတက်လက်ပိုင်းဆိုပါတော့ဒါဆိုတတိယအဆင့်ထပ်ခွဲလို့ရပါသေးတယ်။ဝင်ဝင်မြင့်အမျိုးသမီးတွေအတွက်လားဝင်ငွေအလဲအလတ်လား အခြေခံလူရဆအမျိုးသမီးတွေအတွက်လားဆိုပြီးဖြစ်ပါတယ်။ဒါကတော့ income level နဲ့ခွဲလိုက်တာပါ။ဟုတ်ပြီဝင်ငွေအလက်အလက်တက်လက်ပိုင်းအမျိုးသမီးတွေအတွက်အင်ကြီးချုပ်မယ်။ထပ်ခွဲလို့ရပါသေးတယ်။ခေတ်ပေါ်ဒီဇိုင်းလားဘွဲတက်လားအိမ်နေရင်ထသွားထလားဝတ်စုံလားဆိုပြီးတော့ဒီဇိုင်းနဲ့ထပ်ခွဲနိုင်ပါသေးတယ်။ထပ်ပြီးတော့ဘယ်မျိုးမှနေတဲ့အမျိုးသမီးတွေအတွက်လဲဆိုပြီးတော့ထပ်တက်မဲ့လို့ရပါသေးတယ်။ဒါဆိုအခုနမူနာပြခဲ့တာမှာ customer segmentation အနေနဲ့ 50ခွဲပြားခဲ့တာဖြစ်ပါတယ်။ customer segmentation တလောခွဲလိုက်လေကိုယ့်ရဲ့ ఊ တီရမယ် customer အမျိုးအစားက ပို့ပို့ပြီးတော့တိကျလာလေလေဖြစ်လာပါတော့တယ်။တိကျတဲ့ customer segment တတ်မှတ်နိုင်တော့ဘာအကျိုးရှိမလဲ။အကျိုးတွေအများကြီးရှိပါတယ်။တိကျတဲ့ customer segment ကိုသိတဲ့အခါမှာအဲ့ဒီ segment ကဘယ်လို need and want တွေကို လိုချင်တယ် လိုအပ်တယ်ဆိုတာအလွယ်တကူသုံးသပ်လို့ရနိုင်ပါတယ်။ဒါအပြင်ကိုယ်မှာရှိရဲ့ resources ကိုလည်းထိထိရောက်ရောက်သုံးနိုင်ပါတယ်။ဟိုမှာခေတ်ပေါ်ဝိဆောင်ရော ပွဲတက်ရောချုပ်မယ်လို့ရွယ်လိုက်ပြီးတော့ဟိုကခေတ်ပေါ်ပဲချုပ်တတ်တယ်ဆိုရင်ပွဲတက်ပိုင်းချုပ်တတ်တဲ့ဝန်ထမ်းထပ်ငားရပါတော့မယ်။ဒါအပြင် segment နှစ်ခုသုံးခုအများကြီးဝေးထားရင် customer တွေလည်းများတဲ့အတွက်လုပ်ငန်းဆက်ဆံခြင်းမှာကိုကဝန်ထမ်းတွေများများခန့်ဖို့လိုသလို့ အခြားလုပ်ငန်းသုံးစက္ကရာတွေလည်းအများအပြားပိုဝဲရပါတော့မယ်။ဒါအပြင်မနိုင်မနှင်းတဲ့ဖြစ်စဉ်တွေလည်းကြုံနိုင်ပါသေးတယ်။ဒီတော့အထက်ကလို့အင်ကြီးချုပ်ဆိုင်ဆိုရင်ရန်ကုန်တောင်ပိုင်းမြို့နယ်မှာနေတဲ့ဝင်းဝေးအသင့်အတင့်တက်လက်ပိုင်းအမျိုးသမီးများအထွတ်ဘောတက်ဝက်စုံကြီးချုပ်မယ်ဆိုတဲ့စက္ကမခွဲခြားတာတာဆိုရင်ရှင်းရှင်းလင်းလင်းဖြစ်သွားပါတယ်။အဲ့လိုရှင်းလင်းတဲ့အထွတ်အဲ့ဒီစက္ကမကကစမာက ကို့ဖောက်တယ်ဖြစ်လောင်းဘာတွေလုပ်ရမလဲ။ တို့ကဘာတွေကြိုက်တယ်ဆိုတာကိုလည်းအလွယ်တကူလေ့လာစမ်းသပ်နိုင်ပါတယ်။ဒါအပြင် ကိုယ်မှာရှိတဲ့ဝေဆုံးဆက်တွေ ကိုလည်းအဲ့ဒီအတွက်သာအဓိကသုံးနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဒီလို customer segmentation လုပ်ခြင်းကကိုယ့်ရဲ့အဓိက ရှင်းပြရမယ်စီးပွားပြန်ဖက် competitor တွေကဘယ်သူတွေလဲဆိုတာကိုလည်းရှင်းရှင်းလင်းလင်းကွဲပြားစွာသိလာမှာပါ။အားနဲ့ချက်တွေရရှိလား။တခါတလေကြာတော့လဲ segmentation ခွဲလိုက်တာများသွားတတ်တာမျိုးရှိတတ်ပါတယ် customer segmentation တလွာခွဲလိုက်တိုင်းမှာပိုပြီးတိကျလာပေမဲ့ customer အရေအတွက်လည်းပိုပြီးတော့နည်းနည်းသွားတတ်ပါတယ် segmentation များများလုပ်တဲ့အခါမှာ niche market လို့ခေါ်တဲ့အရေအတွက်အရန်နည်းနည်းလေးကိုသာဥတီတဲ့လုပ်ငန်းမျိုးဖြစ်ပြီးတော့အထိမခံတော့ဘဲနဲ့အမြတ်နဲကုန်တာမျိုးတွေလည်းရှိနိုင်ပါတယ် ဒီတော့ customer segment မခွဲမနေရခွဲရမှာဆိုပေမဲ့လည်းကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ရှိနေတဲ့ resources တွေပေါ်မူတည်ပြီးတော့ခြေနိုင်လက်နိုင်အနေထားကိုရည်ဝဲပြင့်မှန်ထားရမှာဖြစ်ပါတယ်။ segment တစ်ခုကိုပဲရွေးလုပ်ပြီးတော့အောင်မြင်လာရင်တော့အခြား segment တွေကိုပါတစ်ခုစီတိုးချဲ့ရင်နေမီချဲ့ထွင်းကစီးပွားအောင်မြင်မှုကိုရှာမွေးရမှာဖြစ်ပါကြောင်းမျှဝေလိုက်ရပါတယ်။လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့အခက်အခဲတွေကိုလွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်